အောက်တိုဘာ16ရက်စနေနေ့အာယုံစုတောင်းခြင်းအစီအစဉ်စာပြပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ဖတ်ပြပါမယ်။ If it was a kanicha အငယ်30နဲ့စတင်ဖြစ်ပါလေ။ If it was a kanicha အငယ်30နဲ့စတင်ဖြစ်ပါလေ။ကျင်းဒီသောစကားဟုကညီကိုတို့သခင်ဖျားအဖျင်၎င်းတကူတော်ရှင်အဖျင်၎င်းခံကန့်ခြင်းရှိကြတော့ မာနဤပြည့်ရုပ်ကိုစီတားနိုင်မြေအကြောင်းဖျားခင်ပင်စင်တမှုသောလက်နှစ်စုံကိုဘုဆောင်ကြလောဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဖျားခင်ယနေ့နာနေ့အစီအစဉ်အစလေဆုံးသုံးပါစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တို့အားတုန်တယ်လမ်းပြအကောင်းကြီးပေးလက်လိုက်ဆောင်နေဖို့မဆပါမိအကြောင်း နေ့ယနေ့နံခါးလည်းမပြောင်းမလဲအသက်ရှင်နေမူ၍ကျွန်ုပ်တို့ကိုခွန်အားနဲ့ပြည့်စုံစေသောကယ်တင်ရှင်ခရစ်တော်ရဲ့မြတ်တော်တော်နာမ၌ဤနေ့နံနေ့အစီအစဉ်ကိုအရှင်ပြန်လက်တထဲသို့ကျွန်ုပ်တို့အားလုံးသဘောကျရင်ဒူလျက်အတူတကွာဆုတောင်းဆက်ကအနံ့ကြပါလေဖခင်အာမင်ဒီသင်းလေးကိုနှလုံးသွင်းရင်လည်းကျွန်တော်နာတော်တာဆင်ကြပါစို့ ခုခေတ်ကာလကတော့ပြန်ကြည့်ရင်အင်မတန်မှဆွေယူလာတဲ့ရစမှုများကြောင့်တွေ့ရမယ်အမျိုးမျိုးဖြစ်ပွားမှုတွေဟာတစတစနဲ့ဒီရလာတုတ်တက်နေပါလေတနည်းချင်းချင်းရော့သွားတာမရှိဘဲနဲ့ပုံပြီးတုတ်တက်လာတာကြောင့်တွေ့နေရတယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာတခင်ခရစ်တော်ကိုယုံကြည်တဲ့ကျွန်တော်တို့ကဒီလောက်ကျွန်တော်မှာယောဂဘီစီဘီ လင်ဘေးဘေးတွေအမျိုးမျိုးအခုရှားပါတဲ့နော်ဆီတွေရှားပါတဲ့ဘေးအမျိုးမျိုးတွေ့ကြရတဲ့အခါမှာအသက်အန္တရာယ်ဘေးတွေတွေ့ကြရတဲ့အခါမှာဘယ်လိုလို့ကျွန်တော်တို့ရပ်တည်နိုင်မလဲလုခွာနဲ့အဝဉုံကြည့်လိုက်ရင်အချင်းတွေကတော့ညလင်းစရာမရှိဘူးရပ်တည်နိုင်မှုမရှိဘူးတချို့ဆိုရင်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတာတွေ့နေမယ် သဗ္ဗတမကျမ်းစာကကျင်းသေးသောစကားဟုမူကားအဲ့ဒီမှာကျင်းသေးတဲ့စကားတခုကျမ်းသေးတယ်ညီကိုတို့တခင်ဖျားအဖြစ်၎င်းတကူတို့အရှင်အဖြစ်၎င်းခိုင်ခံ့ကြီးရှိပါဘလို့ခိုင်ခံ့နေလေတခင်ရှိအဖြစ်၎င်းဖျားတခင်တကူတို့အဖြစ်ခိုင်ခံ့နေတယ်ကိုခွန်အားနဲ့မဟုတ်ပါဘူးဥစ္စာပစ္စည်းရဖို့ပါဘူးရာဓုရရမဟုတ်ပါဘူး ဘလောက်ပဲကြာရင်ရှိရှိလုံခြုံမှုမရှိပါဘူးဒါကျွန်တော်မြင်တွေ့နေရပါတယ်တကယ်လုံခြုံမှုကတော့တခင်ဘုရားအဖြစ်တကောင်တကူတော်အဖြစ်တကောင်တို့အခက်ခဲကြားလိုက်မှာဒီနေ့တောင်ကျွန်တော်ခိုင်ခတ်နေတယ်ဆက်ပြီးတော့တို့အခက်ခဲများတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့လက်နှစ်ဆုံးပြေးထားပါတယ်ဘာလို့လဲဆိုရင်မာနရဲ့ပြည့်ရဲ့ဒါကမာနရဲ့ပြည့်ရဲ့မာနကကျွန်တော်အရင်ပြောသလိုအရင်၅ပါးတလုံနေတယ် သူ့ရဲ့ပြည့်ရတဲ့ကိုစီတားနိုင်မြဲအကြောင်းဒီပြည့်ရတဲ့လူတွေလှည့်စားမှုနဲ့စိတ်တကြမှုလို့စီတားနိုင်ဖို့ဖျောင်းကင်ပင်စင်တဲ့လက်နဲ့ဆုံကိုဝတ်ဆောင်ပါတယ်ဒီမှာဆိုလို့ရှိရင်ဘာကြောင့်ကျွန်တော်ဝတ်ဆောင်ခိုင်းတယ်လဲဆိုရင်အကြောင်းမူကငါတို့ဒီအသွေးသားရှိသောရန်သူတွေနဲ့စိုက်ပြန်တက်နိုင်ရည်မဟုတ်အသွေးသားရှိတဲ့လူလူချင်းတက်ရတာမဟုတ်ဘူးတဲ့အထုအမြတ်ဒီအာနာစက်ဒီလောကီမှာမွေးအစွတ်တရားပြုသောမင်းတို့၎င်း မိုးကောင်းကင်နေနေတော့နတ်ဆိုနေတာကဆိုင်မတိုင်လာတယ်စာရမဏ္ဍကအမဒာမအင်အားလည်းကြီးပါတယ်နော်ဒါကြောင့်ဒီလိုစာရငူရဲ့စိတ္တမှုလှုပ်ဆောင်မှုကိုကျစိတ္တနိုင်ဖို့ဖျားပြင်ပြင်စင်းတဲ့လက်နဲ့ဆိုပြီးကထို့ကြောင့်ခရင်ဆုရတော့နေ့ရက်ကာလ၌စိတ္တနိုင်တဲ့ဖြင့်အခုလိုခရင်ဆုရတဲ့နေ့ရက်ကာလမှာစိတ္တနိုင်ပြီးတော့စိတ္တနိုင်မကောင်းမကောင်းတော့ ကိစ္စအလုံးစုံတွေကိုပြီးစွရခံရနိုင်မြေကြောင်းဒါတွေအားလုံးပြီးစွရခံရနိုင်ဖို့အဆုံးထိခံရနိုင်ဖို့ဖျောက်ခြင်းပစ္စည်းနှမှုတော့လည်းနဲ့ဆိုကိုယူဆောင်ကြတော့လည်းနဲ့ဆိုနေပါတစ္ဆာဒီဆိုကပတ်ဘုသူတစ္ဆာပြပြကိုတော့တစ္ဆာမပြပါနဲ့စွတောင်းခြင်းငွေရဝေငှခြင်းစန္ဒဖတ်ခြင်းတန်ရှင်းတဲ့တဲ့အသက်ရှင်ခြင်းကျွန်တော်ကတစ္ဆာခရစ်တော်ကိုသာရဖျားကိုတစ္ဆာနဲ့၎င်းနာဝိညာဉ်၎င်းကိုယ်ခွတ်တဲ့ဘုအပ္ပဒါရေးကြည့်တယ်အဲ့လိုကိုယ်ခွတ်တဲ့လူတွေကို ခရစ်တော်နဲ့ပြန်တွေ့တဲ့နေ့မှာတာဓုတစ္ဆာရှိသောငေသာကောင်လို့ချီးမွမ်းပါလိမ့်မယ်ဂုဏ်သရီကိုရပါလိမ့်မယ်ပြီးတော့မှဖြတ်မှတ်ခြင်းပါရမီတည်သောယုံတစ္ဆာအခုခေတ်ကာလမှာအမိယာခေါင်းရရဖြတ်ဆန်းနေခေတ်ကာလကြီးဂွင်းအစဉ်ပြင်းအကုန်လုတဲ့ခေတ်ကာလကြီးငွေကိုဖျားလို့ယူပြီးတော့ငွေရမှုဆိုဘာလဲလွတ်လွတ်ခေတ်ကာလကြီးမှာဖြတ်မှတ်ခြင်းပါရမီအမှန်အရေးကြီးပါတယ် ဖြောင်းမချင်းပါဠိကိုစံငတ်ခင်မတော်သူတို့ဒီမင်္ဂလာရှိတယ်တဲ့နော်ဆက်ပြီးတော့ညီသက်ရှင်ရှင်တော်ဧဝံဂေလိတရားဒီနေ့ကျွန်တော်တို့ဒီလိုအခက်ခဲကားရရှင်မှာညီသက်ရှင်နဲ့ရှင်နဲ့ညီသက်ရှင်ရဲ့ဝမျက်ဆက်တင်ကောင်းကျိုးချမ်းသာရဲ့ဝမျက်ဆက်တင်ကိုဟောပြောဖို့လဲကျွန်တော်တို့ကပြင်ဆင်ဖို့ခြေစကိုဝယ်ရမယ်ခြေစစရာဟိုခက်ကဆူရမဆူပဲနဲ့ခီးမင်းများသွားနေအောင်လေကျွန်တော်မင်းများသွားပြီးတော့လွတ်ဆိုရင်ဘုရားခင်ကွယ်ကာခြင်းကို လူတွေကဒီကြားထဲမှာကျွန်တော်ကဲတော့ခံစားနိုင်ပြီဖြစ်ပါတယ်ပြီးတော့မှမနတ်ရဲ့ပြစ်ခတ်တော့မိစလက်တွေကိုကာတတ်နိုင်တော့ယုံကြည်ရင်းဆိုဒိုင်းလွားလည်းကျွန်တော်ဆောင်ထားရမယ်ယုံကြည်ခြင်းအင်မတအရေးကြီးပါတယ်စာလံဝင်နိုင်မှုယုံကြည်ခြင်းယုံကြည်ခြင်းယုံကြည်ခြင်းအင်မတအရေးကြီးတယ်ယုံကြည်ခြင်းအဖြစ်မဲ့ကျွန်တော်တို့အောင်နိုင်တယ်ယုံကြည်ခြင်းအဖြစ်မဲ့ဘုရားခင်သားသမီးတွေဟာလောကကြီးကိုအောင်နိုင်တယ်လောကပစ္စည်းမဟုတ်ဘူးဘုရားသခင်ပေါ်ယုံကြည်ခြင်းအဖြစ် ြောင်းအောင်နေနေနောက်တစ်ခုကတော့ကေတင်းချင်းတည်ယူသောတန်ခမ်းတန်ခမ်းမလုံးကိုလည်းကကျော်တန်ခမ်းမလုံးဆိုတော့ခေါင်းကိုအခုဆိုရင်ခေါင်းထိသွားတာပဲเนาะဒီခန္ဓာကိုယ်ထိတချို့အသက်ရှင်နေနေတယ်ကျွန်တော်စိတ်ခေါင်းထဲမှာအုံနောက်ထဲမှာကေတင်းချင်းစိတ်ချမှုရှိရလားတန်ရရအမျိုးမျိုးပေးနေကြတယ်ဟိုလိုလုံးမဘယ်လလလဲမကြက်သိန်းထားမခုံကားမနောက်ချောလိမီတင်ကြတယ်သူတို့အတင်းတော့ရောက်မှ တော့ကျမ်းစာကတခင်ရှုနှုတ်ပြုံခံပြီးတော့ဘုရားခင်တူကိုတည်ခြင်းမှာရှင်ပြတယ်စိတ်နှလုံးထဲကယုံရင်ကဲဒီညွန်ရတယ်ဒါကဆွဆွေမြေမြေယုံကြည်မှုဖြစ်တယ်နောက်ဆုံးကတော့ဘုရားခင်နှုတ်ဘတ်တည်တော်ဝိညာဉ်တော်ဓာတ်ကိုစာလံကိုပြန်တိုက်ဖို့ဝိညာဉ်ဓာတ်ခရစ်တော်ကိုစံစားတဲ့အခါမှာကြောကြမှုနဲ့စံစားနဲ့အစာတောင်းနဲ့စံစားနဲ့ငွေကြေးလောကစီးစင်းနဲ့စံစားနဲ့ဇာတိမြေအလုံးခရစ်တော်ဟာ ကျန်းစာလာတယ်ကျန်းစာလာတယ်ကျန်းစာလာရှိပြအောင်မြင်ခဲ့တယ်။ဒါကဒီကနေ့တမန်တော်ကြီးပြောတယ်ကျွန်တော်သုံးရလက်နဲ့ကဇာတိလက်နဲ့မဟုတ်ဘူး။မြို့ယုံမြို့ပြတွေကိုတခါတည်းဖြူဖြက်နေတဲ့လက်နဲ့လူတွေအကြံစီကိုပြောင်းလဲမှောက်လာနေတဲ့လက်နဲ့ဖြစ်တဲ့ဝိညာဉ်လက်နဲ့ဖြစ်တယ်။ဒီလက်နဲ့ကိုကျွန်တော်တို့တကယ်တမ်းဆောင်ထမ်းမယ်ဆိုရင်သူခက်ခဲတဲ့ကာလကြီးမှာအောင်မြင်ရကိုရပါလိမ့်မယ်။အဲ့လိုခက်ခဲတဲ့ကာလကြီးချိန်မှာတခါလေကျွန်တော်တို့က အနေပြီးတော့တစ္ဆာမိခဲ့တယ်ဖျက်မချင်းပျက်စီးခဲ့တယ်။နောက်အလူမီနီဖြစ်လာအီဝန်ကလေးတွေဟောဖို့ပြက်ခွက်ခဲ့တယ်။အီဝန်ကလေးကိုတန်တရားတွေဝင်လာတယ်။အဲ့လိုဆိုရင်တဲ့ရှင်ဟောအဝရဆာပထမဆုံးခဏတိရှင်ဟောအဝရဆာပထမဆုံးခဏတိအငယ်ရှင်းနဲ့အစဲရှိကနေစီကြီးကျွန်တော်စင်ကြီးအောင်ကိုအပြစ်မရှိဘူးငါတို့ဒီဆိုရင်ကိုကိုကိုလှည့်ပြကြဤငါတို့နိုင် တစ်တစ္ဆာတရားမရှိနိုင်ဘူး။ဒါကလေးကျွန်တော်ဟာငါအရက်တသက်လုံးမတော်တော့ဘူးလို့ရခင်ကလုပ်တဲ့အရက်တသက်လုံးမလွတ်တော့ဘူးလို့လွတ်ဆွေပြောကြတယ်။ကျွန်တော်ကလူစာတိမှရှိနေတော့ကြောက်လုံးမိပါတယ်။တချို့တခါတောင်းမှန်ပြီးတောင်းစာမလိုတော့အပြစ်မရှိလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်က three full salvation ကယ်ခြင်းပတ်သက်ပြီးကာလ၃ခုနားမလည်လို့ပထမတော့ penalty of sin အပြစ်အခအတွက်ခရစ်တော်လောကကလည်းမအသေးခံပြီးတော့ပြီးသွားပြီးအမှုပြီးပြီးကယ်တင်ရှင်စိတ်ချမှုရှိတယ်အမှုပြီးသွားပြီးတဲ့နောက်ထပ်ဘာမှကျွန်တော်တို့ဖိတ်ခေါ်စရာတွေတောင်းမန်ဟိုခဏလို့ဟိုတန်တရားဖြစ်စရာတွေမလိုတော့ဘူးဒါကြောင့်ကယ်တင်ရှင်ဟာထာဝရအတွက်ဖျားပြီးမှာထာဝရအသက်လို့ပြောထားတယ်သူကယုံကြည်တဲ့လူကထာဝရအသက်ကိုရမယ်ကယ်တင်ရှင်ဆိုတာထာဝရအသက်ကိုထာဝရပေးထားတဲ့အသက် ဒါမဲ့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာ we are under the power of sin အပြစ်တကူရဲ့အောက်မှာစာတန်ကအမြဲတမ်းစုံစမ်းတွေးဆောင်နေတယ်။နောက်ကြစုံစမ်းတွေးဆောင်ခြင်းကိုလာတဲ့အခါမှာမခံနိုင်တဲ့ဖျားမပြေဆိုမှတ်ပါ။အားမဲ့အဲ့လိုမှတ်ပြီးလေးစားမိရင်တဲ့ငါတို့ဒီကိုအပြစ်မရှိဆိုရင်ကိုကိုလှည့်ပြရတယ်။ဟာငါတို့အပြစ်မရှိတော့တခါတမှမပြီးပြီးမလို့တော့ဘူးစေ။အဲ့ဒါကိုကိုလှည့်ပြနေတာတဲ့။ကျမ်းစာပြောတယ်နော်။အဲ့လိုရှိရင်ကိုကိုကိုလိန်နေလူတွေတဲ့။ငါတို့နဲ့တစ္ဆာတရားမရှိဘူး။ အဲ့ဒီတော့တစ္ဆာလည်းမရှိတော့စာတိုင်းအလစ်စရာကိုအောက်မှာမူတာအောက်မှာရောက်သွားတယ်ကိုပြစ်တဲ့ကိုဖော်ရတောင်းမှလင်ကတို့အပြည့်များကိုလွှတ်၍ဒုစရိုက်ရှိစွမ်းနဲ့ကင်းစင်စေခြင်းကဘုရားသခင်၏တစ္ဆာတန်၎င်းဖြောင့်မခြင်းတရား၎င်းပြည့်စုံတယ်အပြစ်တွေကိုချတောင်းမှမို့နော်တောင်းပြ under the power of sin ဆိုတော့အပြစ်လုံးမရင်ပြန်တောင်းမှလို့ရတယ်ပြီးတော့ထပ်ပြီးတော့တစ်ခါအောင်နောက်တစ်ခါအောင်အမြဲတမ်းအောင်ရသွားတော့မယ်နော် ဒုစရကိုမပြုပြီးငါတို့ဆိုရင်ဘုရားသခင်ကိုမူတာဖြစ်တင်ကြ၏နှုတ်ကပါတော်ရင်ငါတို့လည်းမရှိငါတို့တခါတောင်းလာတဲ့ဒုစရမရှိတော့အပြစ်မရှိဘူးဆိုတဲ့လူတွေဟာတဲ့တမန်ကျမ်းစာကမူတာပြောတယ်လူတွေဘုရားသခင်ကိုလည်းအပြစ်တင်တဲ့လူတွေဘုရားသခင်ကိုကျွန်တော်ကမူတာပြောတယ်ပြောပြီးကျွန်တော်ကိုယ်တိုင်ကနှုတ်ကပါတော်မရှိတော့ကြောင့်အဲ့လို့ ပြောခြင်းဖြစ်တယ်ဘုရားသခင်လိန်တဲ့လူတွေအဲ့လိုပြောတဲ့လူတွေကကျွန်တော်မှာတစ္ဆာတရားဖြစ်နှုတ်ကပတ်တော်လည်းမရှိလို့ပြောခြင်းဖြစ်တယ်နှုတ်ကပတ်ရှိ ပြောမှာမဟုတ်ဘူးဒါပေမဲ့အသင်းတော်ယုံကြည်သူတို့တင်းဆဲတဲ့အခါမှာ well present of sin အခါအပြစ်တွေကလွတ်ပြီးတော့ဘုရားမျက်ပေါက်တော်မှာကျွန်တော်ရောက်ရှိနိုင်မယ်ဒါဒါဝိယနားလည်းလို့ရှိရင်အာနိယရှိရင်တောင်းမမှာဘုရားသခင်ခွင့်လွှတ်ပါတယ်ဒါပေမဲ့အပြစ်အတွက်ငရေသွားဖို့ပြန်လို့ထာဝရအတိတ်ရောက်လို့မလုပ်တော့ကျွန်တော် ။ဖျားလိုက်တခါပြီးပြီ it is finished လောကကလည်းမပြုဖူကပြီးသွားပြီ။ဒါပေမဲ့လောကမှာနေစဉ်အပြစ်တကူအောက်မှာရှိတော့ကြောင်းစာတန်ရဲ့တွေးဆောင်ခြင်းတော့တတိမိပြီတတိလစ်ပြီးတော့မာမီတောင်းမှရင်းနဲ့ဖျားဖျားကျွန်တော်အပြစ်ရှိတော့လွတ်ဖို့တစ္ဆာနဲ့ဖျားမှရှင်နဲ့ပြည့်စုံနေရှင်ဖြစ်တယ်။ဒါကနားလည်တဲ့အခါမှာခရိယတ္တကတကယ်ပဲအောင်မြည်ဒီဆူယုတ်အလုံးညင်ညွတ်ခေကာလာကြီးထဲမှာအောင်မြည်ကိုရပါလိမ့်မယ်။ ခဏိအတွက်မြန်မာနိုင်ငံခရီးရန်ဂိုင်းပေါင်းစုစုတောင်းရကော်မတီရဲ့စုတောင်းချက်နှစ်ချက်ကတော့ယနေ့နေ့တို့သည်တပြေးပြေးဆွေရမှုများရက်ဆက်မှုများတီးထွားလာတော့ကြောင်းသာရမဏဣပရိယတို့ကိုတတိချာရဲ့ရှောင်ရှားနိုင်ရာစုတောင်းမှုဖြစ်ပါလေ။နှစ်တချက်ကလူသားအချင်းချင်းရက်ဆက်ရက်ရက်ဆက်ဆက်တပ်ဖြတ်မှုများမတရားလိမ်လည်ဖြားခြင်းများကဘာပေါ်တွင် တူးပွားများပြားခြင်းမဖြစ်စေဖို့စွတ်တောင်းဖို့ရေးရင်စွာဒုစရိုက်ကိုမလွတ်ကျူးဖို့ကျွန်တော်စွတ်တောင်းပြုဖြစ်ပါတယ်။မွေးနေ့ရှင်များနဲ့မိမိတို့မင်္ဂလာရက်မြက်ကိုမြင်တဲ့ဇနီးမောင်နှံများအတွက်လည်းသူအခုလိုခက်ခဲဆွေရတော့ရက်စမှုများကြီးထွားတဲ့အချိန်မှာစာတည်းပြည့်ကိုအောင်းနိုင်ဖို့ဘုရားရှင်ပြင်ဆင်တဲ့လက်နက်စင်ကိုဘုဆောင်ရတိုက်လာနိုင်ဖို့ ခင်ဖျားနိုင်လောက်၎င်းယေရှုရန်၎င်းခိုင်ခံ့ရှိဖို့ကျွန်တော်တို့ဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖတ်မြတ်စွာသောဖျားခင်ခဲရင်ဆွေရသောနေ့ရက်ကာလကြီးထဲမှာခရစ်ရှင်ဒီအောင်မြင်မှုကျွန်တော်တို့ကိုနှစ်ကပတ်တော်လက်နဲ့ပေးထားပါဗျ။အဲ့ဒီနှစ်ကပတ်တော်လက်နဲ့အားဖြင့်ကိုရောကိုယုံကြည်အားကိုခြင်းအားဖြင့်ကျွန်တော်တို့သည် ဘုရားသခင်အာဖြင့်၎င်းဘုရားသခင်တကူတော့အရှင်အာဖြင့်၎င်းနှုတ်ကပတော်တကူအာဖြင့်၎င်းအောင်မြင်နိုင်ပါတယ်ကိုလိုရှင်ကိုရိုတိုင်းကျွန်တော်တို့လက်တွေ့ပြသလိုကျွန်တော်တို့ဒီဤကဲ့သို့အသက်ရှင်ခြင်းအားဖြင့်ကိုရိုကဲ့သို့ဘုရားသခင်သားဖြစ်တော်သူမိတကားလောကကိုအောင်တိုက်လောကကိုအောင်ခြင်းရသည်ငါတို့ယုံကြည်ခြင်းပေသည်ဆိုတဲ့ထက်အသက်ရှင်နေမှုကောင်းကြီးပေလို့ပါလူသားအချင်းချင်းရရဆက်ဆက်တပ်ဖြတ်နေမှုများမတရားလင်လေလှည့်ဖြားခြင်းများပေါ့ ကဘာဘုံတွင်တူပွားများပြားခြင်းမဖြစ်လာဖို့ကျောတိုင်းပြည်ကြီးမှာလည်းဒါဒီမဖြစ်လာဖို့ကိုတော်စီတာပြီးတော့ပါလူရဲစိတ်နှလုံးကိုကိုတော်ပြုပြင် ပြောင်းလဲပေးနိုင်ပါတယ်ခင်ဗျာမွေးနေ့ရှင်များနဲ့မိမိတို့မင်္ဂလာရက်မြက်ကိုမင်းနဲ့ဇနီးမောင်နှံတို့တွေလည်းအကဲတော့ခက်ခဲဆူယုတ်ရစ်စတဲ့ခက်ကားကြီးထဲမှာတကူတို့အရှင်အားဖြင့်၎င်းတခင်အားဖြင့်၎င်းကိုတို့ပြင်ဆင်ရတဲ့လက်နဲ့စုံများကိုဝတ်ဆင်ခြင်းအားဖြင့်၎င်း ခေခေရင်ဆွေရတော်နိယကာလမှာအောင်မြင်နိုင်ဖို့ကိုတော့ကောင်းကြီးပြပါမည်အကြောင်းကျအတူတကွသဘောချင်းတူပြီးစိတ်တော်တဲ့အခါမှာအရှင်ဘုရားကိုရိုနေတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်ုပ်တို့ဒီယုံကြည်လျက်ဆုတောင်းကြမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့ရဲ့ဘာကိုရိုဤနာမတော်အားယုံသိလေးမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံခဲ့သော မြေကြီးပေါ်မှာပြည့်စုံပါစေတော့အသက်မွေးလောက်တော့စာကူကျွန်တို့အားယနေ့ပေးတနာလို့ပါသူတစ်ပါးဒီကျွန်တို့ကိုပြမအောင်တို့ပြများကိုကျွန်တို့ဒီလွတ်ကဲတို့ကျွန်တို့ဒီအပြစ်များကိုလွတ်တူမှာပါပြသည်ဆောင်ရတို့မလည်းမပါစီပဲမကောင်းတို့အမှုရမလည်းကဲနှုတ်တူမှာပါအစိုးပိုင်တို့အခွင့်နှစ်ဘုန်းတို့အာနုဘော်တို့ဒီကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိချေမှာ231မှုတော်ဆောင်ရည်ကျူတတိယအပိုင်မှာဆိုရင်မာရင်ပျက်စီမိစ္ဆာမောင်မိတ်နိုင်ငံနဲ့လူမျိုးပေါင်းတို့အတွက်လောက်ရကျွန်တော်မှာအလုပ်တွေများရှိတယ်။အနည်းဘာလို့လဲဘုံကြီးတော်မူတဲ့ဘုရင်နာမတော်ကိုချီးမြှောက်ပြီးတော့ဘုရားသခင်ရဲ့ကယ်တင်ခြင်းလွတ်မြောက်ခြင်းဟာအဖူးမပေးရဘဲနဲ့ရနိုင်နေဆိုတဲ့အတွက်ကိုကျွန်တော်တို့ကလှုပ်ဆောင်ဖို့ မျော်လင့်ပြီးတော့ယုံကြည်လက်ဆွတ်တောင်းနဲ့စောင့်ရှောက်ခြင်းအပြင်ခေခေဆွေရတော့ကာလာမှာအောင်မြင်သောခရစ်များဖြစ်အောင်ကျွန်တော်နှုတ်ကပတ်တော်ဓမ္မတချင်းကိုတကယ်ပင်လုံသားတွေမှာခံယူရတဲ့ဘောလက်ရှိမှာတဘောနဲ့ဒီဆိုကြီးမှပြပါစို့ ဖျားခင်ခေရင်ဆွရတော်နှစ်ကာလတည်ယခုအစပဲရှိပါသေးတဲ့နတ်ပင်ထရီဆူလာမည်ဖြစ်ပါတယ်ကျွန်တော်တို့ခံရနေမိအကြောင်းသခင်ဖျားအဖြစ်၎င်းတကူလို့အရှင်အဖြစ်၎င်းအောင်မြင်နိုင်ဖို့ရာကိုလိုပြင်ဆင်ထားတဲ့လက်နှစ်ဆုံများကိုလက်ရလက်ဝဲဝှစ်ရင်လက်ဤကဲ့သို့သောခေကလာကြီးထဲမှာအောင်မြင်လက်ယူပေါင်းတို့ဒီကျွန်တော်တို့မြင်တဲ့အခါမှာကိုရနာမတို့ချီးမွမ်းလက်ယုံကြည်လာနိုင်တဲ့တောင်မင်္ဂလာဖြစ်ဖို့ရာ ထရဖျားသည်ကျွန်တို့ကိုကောင်းကြီးပေး၍ဆောင်မကြည့်ရှိပါစေတော့ကျွန်တို့တို့ဘုမကူရေရှင်မြတ်နာလင်းတော်ကိုဆွလဲကျွန်တို့တို့အားဂယုဏကျေးဇူးပြုတော်မူပါစေတော့ကျွန်တို့တို့ကိုကြောင်မြှောက်ကြည့်၍ချမ်းသာပြုတော်မူပါစေတော့ခမည်းတော်ဖျားခင်ရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မိသားဘွယ်ချင်းကျေးဇူးအပေါင်းတို့သည်အမိမြန်မာနိုင်ငံသူနိုင်ငံသားအတိအသေးဘုရား၎င်း ပြည်တော်ကြီးချမ်းသာရမည်ကြောင်းဆုတောင်းကြကုန်သောကျွန်တော်ဆုတောင်းလို့ဖို့ဆောင်ပြတိတိပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတည်ရောက်သည်ရှိဒီနေပါစေတည်းအာမင်